ဇကာကြီးရီမှာနေရာရလာလို့အလုတ်တူတဲ့သူတွေစီကနေတိုက်ခိုက်ခံနေရတယ်ဆိုတဲ့ညီညီမောင်ဆန်းချောင်းပရိသတ်များလုံးမမင်္ဂလာပါရှစ်ဆယ်လင်းအင်ဆိုင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်မိကက်လောကမှာမင်းသမီးကြီးနန္ဒာလိုင်ကိုသာပြင်ပင်းရင်းနဲ့နာမည်ရလာတဲ့ညီညီမောင်ဆန်းချောင်းကတော့မြမပြည့်ရဲ့နာမည်ကြီးမိကက်ဆရာတွေတဲကတယောက်ဖြစ်ပါတယ်ညီညီမောင်ဆန်းချောင်းဟာအနုပညာလောကမှာမပါမဖြစ်ပါဝင်ရလောက်တဲ့အထိအရေးပါတဲ့သူတယောက်ဖြစ်လာပြီးတော့အချို့ကလည်းမာကြီးဆန်းရဲ့ဒုတိယနေရာကိုဆက်ခံထားတယ်လို့တောင်ပြောကြားကြတာဖြစ်ပါတယ် ညီညီမောင်စန်းဆောင်နဲ့ပြင်မှာခင့်မိတယ်ဆိုတဲ့စကားသံတွေတောင်ထွက်လာတဲ့အထိပွဲတက်မင်္ဂလာဆောင်နေနဲ့ပွဲနင်းသဖြင့်နေမှာလက်မလဲအောင်ပြင်လာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာမိကက်တင်နှန်းကြီးတွေဖွင့်လှစ်ထားနိုင်ပြီးတော့ညီညီမောင်စန်းဆောင်ရဲ့လက်ထွက်တွေများစွာ ထုတ်လုပ်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးမိကက်လောကမှာအောင်မြင်တဲ့အခါမှာညီညီမောင်စန်းဆောင်ကဇက်ကားတွေမှာပါဝင်ရိုက်ကူးလာပါတယ်။ ဇက်ကားကြီးတွေမှာအချောက်ဆက်ရောက်ကိုရိုက်ကူးတဲ့အခါမှာလူတွေမြင်ပြင်းကက်အောင် အမြဲရိုက်ကူးလာခဲ့ရဖြစ်ပါတယ်။မြမပြည်ဟာငကုတ်ကလေးကသဘာဝကိုလွန်ဆန်နေသူတွေဆိုရင်နှလုံးသားထဲမှာကိုကလက်မခံချင်ကြတဲ့သူတွေပါ။ LGBT အတိုင်းဝန်နဲ့ပတ်သက်ရင်အထင်မြင်သေးတတ်ပြီးတော့ရှုံချဖို့သာအားတန်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက်ဒီခေတ်နောက်ပိုင်းမှာမှလူငယ်တွေရဲ့ပွင့်လင်းတဲ့ဖွံ့ဖြိုးချက်တွေနဲ့တိုက်ထုတ်မှုတွေကြောင့်ဒီအတိုင်းဝန်ကိုအရင်လောက်အမြင်မဆောင်လာကြတော့တာဖြစ်ပါတယ်။ခေတ်မီပြီးတော့အင်ဒရီရှိတဲ့မိမရှာတွေလည်းပေါ်လာပြီးအရင်ကထက်ပိုပြီးတော့ထက်မြက်ကြောင် တက်သေးပြလာနိုင်ခဲ့တဲ့အတွက်မာနနဲ့ဒင်းခံပြီးဒီအတိုင်းဝိုင်းကိုအထင်မသေးအောင်ပြုလုပ်လာနိုင်ကြပြီဖြစ်ပါတယ်။ဒီအထဲမှာမိကပ်ပညာမှလည်းတစ်ဖက်ကန်းခတ်ပြီး မိမရဲထထောင်လှပထမြက်တဲ့မိမချတရားဖြစ်တဲ့မထက်ကလည်းတယောက်ပါဝင်ဖြစ်ပါတယ်။သူမကအနေအေးပြီးတော့အလုပ်ကိုတိတိကျကျလုပ်ကင်နေသူဖြစ်တဲ့အတွက်သူမရဲ့ဖြစ်တည်မှုကိုစော်ကားကျင်ကြားတဲ့သူတွေတောင်ပါဇက်မဟာနိုင်ရဲ့အထီးအောင်မြင်မှုတွေကိုရရှိနေတဲ့သူပါ။သူမတို့လိုမျိုးဖြစ်တည်မှုတွေနဲ့ရှင်သန်နေတဲ့အတိုင်းအဝန်းကြီးကိုလည်းအမြဲတမ်းအစဉ်တန်းမြင့်တင်ပေးရသူဖြစ်တဲ့အတွက်လူအများကြီးမှလေးစားခံခဲ့ရတဲ့သူတယောက်ဖြစ်ပါတယ်။ဒီအခါမှာညီညီမောင်ဆန်းချောင်းဟာကိုယ်တိုင်လည်းမိမချတရားဖြစ်နေပြီးတော့သူများတွေကိုပြည့်ရပြုကျင်နေကြတဲ့ဂျားကနေဇက်က ကားတွေမှာကိုကိုတိုင်အလောင်းခံရတဲ့နေရာတွေမှာပါဝင်တရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။သူများစော်ကားခြင်းနိုင်စော်ကားလို့ရအောင်ကိုတိုင်လမ်းဖွင့်ပေးနေတယ်လို့ဖြစ်တဲ့အတွက် အလောက်ကိုင်းနေပဲတူတဲ့မထက်ကိုတားပေးကြဖို့လူအများကသွားရောက်တောင်းဆိုနေခဲ့ကြပါတယ်။ဒါပေမဲ့မထက်ဟာညီညီမောင်ဆန်းချောင်းရဲ့လောရက်တွေကိုတားပေးရအောင်သူမကလည်းဘာအစင်မှမဟုတ်တယ်လို့ပြုလုပ်တဲ့သူကလည်းအုံနောက်ရှိရင်သူပါလို့တင့်လေတိရာချောင်းဒီအလောက်တွေကိုပြုမှုကလေးကသူမရဲ့အစင်အတန်းကိုတိတိမီဖြစ်တယ်လို့လည်းသူမရဲ့ဆိုရှယ်မီဒီယာအကောင့်မှာတွေ့ဝိုက်ပြီးတော့ရေးတင်ထားခဲ့ရဖြစ်ပါတယ်။ ဒါကြောင့်မလို့ညီညီမောင်ဆန်းချောင်းဟာရုပ်ရှင်နေပေမှာနေရာရလာပြီဖြစ်တဲ့အတွက်သူရဲ့အောင်မြင်မှုတွေကိုအလောက်ကန်တူတဲ့သူတွေကတောင်မနာလိုကြဘူးဆိုပြီးတော့အင်တာဗျူးမှာပုံပွေလင်းလင်းဖြေဆိုလာခဲ့တာဖြစ်ပါတယ်။မနာလိုတဲ့သူတွေကတော့နေရာတိုင်းမှာရှိစမြဲဖြစ်လို့သူကတော့လုံးဆရာရှိရာတွေကိုပဲဆက်လက်လုံဆောင်သွားရင်းနဲ့အောင်မြင်မှုတွေကိုရယူသွားမှာပါဆိုပြီးမိတ်ကက်ဂူရူကြီးညီညီမောင်ဆန်းချောင်းရဲ့ရုပ်ရှင်တွေမှာပါဝင်လာပုံနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမှန်တိုင်းထင်မြင်တဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာပွင့်လင်းစွာဝေမျှခဲ့ပါအောင်ရှင်။အ အဆောင်တိကျရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။